16နှစ်တိတိအစားအစာဘာမှမစားဘဲအသက်ရှင်နေတဲ့အီသီယိုးပီးယားနိုင်ငံကအံ့ဖွယ်အမျိုးသမီးမူလူဝော့ခ်အမ်ဘောမင်္ဂလာပါယူသနဲ့ဒိမန်ပရိသတ်ကြီးလူတစ်ယောက်ကအသက်ရှင်သန်မှုအတွက်အစားအစာနဲ့ရေကိုနေ့တိုင်းစားသုံးမှုအတွက်လိုအပ်ပါသည်ဒါပေမဲ့အာဖရိကတိုက်အီသီယိုးပီးယားနိုင်ငံကမူလူဝော့ခ်အမ်ဘောလို့ခေါ်တဲ့အသက်26နှစ်အရွယ်အမျိုးသမီးငယ်လေးတဦးဟာရောဈေးပညာနဲ့သိပ္ပံပညာရဲ့နယ်နိမိတ်တွေကိုစိန်ခေါ်နေတဲ့သူပဲဖြစ်ပါသည် ူမဟာလူငယ်ရဲ16နှစ်တာကာလပတ်လုံးအစားလုံးဝမစားဘဲနဲ့ရှင်သန်နေထိုင်နိုင်တယ်ဆိုပြီးတော့အခိုင်အမာပြောကြားနေပါရီဒီရာကသူမအသက်10နှစ်အရွယ်ကလေးကစတင်ခဲ့တဲ့မယုံနိုင်စရာကောင်းတဲ့ရှင်သန်မှုနောက်ကွယ်မှာဘလူးလေးဝက်ချက်တီများရှိနေပါလိမ့်။ဘာကြောင့်များသူမဘာအစားမှမစားဘဲ16နှစ်လောက်အထိနေနိုင်တာလဲ။မူလဝကံဘောရဲ့အဆိုအရသူမဟာအသက်10နှစ်အရွယ်မှာနေမကောင်းဖြစ်ခဲ့ပြီးတဲ့နောက် အဲ့ဒီနောက်ပိုင်းကစပြီးအစားအသောက်တွေကိုလုံးဝစားသုံးလို့စိတ်မရှိတော့ဘူးလို့ဆိုပါရီပထမဦးဆုံးအစားအစာမစားဘဲနဲ့ရှင်သန်နေထိုင်တဲ့အချိန်မှာဆရာဝန်တွေစီကိုအကြိမ်ကြိမ်သွားရောက်ပြသခဲ့ပေမယ့်သူမကိုပျောက်ကင်းအောင်ကုသပေးမဲ့ဈေးပညာရှင်ဒါမှမဟုတ်သူမရဲ့အခြေအနေကိုနားလည်နိုင်တဲ့သူတဦးတယောက်လေးတောင်မှမရှိခဲ့ပါဘူးသူမရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုစစ်ဆေးပေးတဲ့ဆရာဝန်တွေကသူမမှာယောဂရှာဖွေလို့ရတဲ့ပြဿနာတစုံတရာမတွေ့ရဘူးလို့အတည်ပြုခဲ့ပြီးလုံးဝကျန်းမာရေးကောင်းတဲ့သူအဖြစ်အတည်ပြုပေးခဲ့ပါသေးတယ် အစားအသောက်လုံးဝမစားသုံးတော့ပေမယ့်သူမဟာရေလက်ဖက်ရည်နဲ့ကော်ဖီလိုမျိုးအရာတွေကိုတော့အနည်းငယ်တောက်သုံးတယ်လို့ပြောထားပါလိမ့်။သူမရဲ့မိသားစုဝင်တွေနဲ့အိမ်နီးနားချင်းတွေကတော့ဒီကလေးမလေးဟာအစားအစာရည်လို့လုံးဝမစားဘဲနဲ့ရှင်သန်နေထိုင်နိုင်နေဆိုတာကိုတတ်သိခံပေးခဲ့ကြပါလိမ့်။တာမန်အဖြစ်လူတစ်ယောက်ဟာအစားမစားဘဲရက်သက်တစ်ပတ်အနည်းငယ်လောက်ပဲရှင်သန်နိုင်ပါလိမ့်။မူလဝါကရဲ့16နှစ်တာရှင်သန်မှုကတော့ဈေးပညာလောကအတွက်ကြီးမားတဲ့ဗဟေလီကြီးတစ်ခုလိုတော့မှပြောလို့ရမှာပါ မူလဝေါကရဲ့အံအိုးပွဲရှင်တမ်းမှုဇာလံကိုနိုင်ငံတကာကမီဒီယာတွေကလည်းစိတ်ဝင်စားဖော်ပြခဲ့ကြပြီးတော်တော်လေးလည်းနာမည်ကြီးသွားခဲ့ပါသည်အချို့ကတော့သူမရဲ့ဇာလံကိုဘာသာရေးဆိုင်ရာရှူထောင့်ကနေပြီးအံပွဲဖြစ်ရတဲ့ခုအဖြစ်ရှုမြင်ကြသလိုတချို့ကလည်းပဲစိတ်ပညာနဲ့စိတ်ပညာရှူထောင့်ကနေလေ့လာဖို့အတွက်စိတ်ဝင်စားခဲ့ကြပါသည်ဒါပေမဲ့သူမရဲ့ခန္ဓာကိုယ်ဟာအစာမစားဘဲနဲ့လိုအပ်တဲ့စွမ်းအင်တွေကိုဘယ်လိုများဖန်တီးပေးနေသလဲဒါမှမဟုတ်ဇီဝကမဖြစ်စဉ်တွေဘယ်လိုများပြောင်းလဲနေလဲဆိုတာကိုတော့တိတိကျကျစမ်းသပ်ဖို့ထုတ်နိုင်တာမျိုးမရှိခဲ့သေးပါဘူး ဒီနေရာမှာပြောစရာတစ်ခုရှိတာကအစားအစာမစားပေမဲ့အရေးတောက်နေတယ်လို့ပြောခြင်းလဲပြောလို့ရပါသည်။ဒါပေမဲ့အရေးပဲတောက်နေပြီးတော့16နှစ်လောက်အသက်ရှင်နေထိုင်မှုဆိုတော့ကလေတကယ်ကိုမလွယ်ကူတဲ့ကိစ္စပါ။ဖြစ်နိုင်နေဆိုရင်ရေကြီးပဲတောက်ပြီးတော့တစ်ပတ်လောက်နေကြည့်လိုက်ပါ။ညီကောင်းချောင်းနေနဲ့အီသီယိုးပီးယားနိုင်ငံမှာမူလူဝေါကအန်ဘောရဲ့ဇာတ်လမ်းဟာလူသားတွေရဲ့ခန္ဓာကိုယ်ဟာကျွန်တော်တို့သိထားတာတွေထက်အများကြီးပိုလုံးနိုင်စွမ်းရှိသေးတယ်။ပြီးတော့ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားတယ်ဆိုတော့ကိုတတ်သိပြလို့နေပါသေးတယ်။ ဇာချောင်းလေးတော့အစားအစာမစားဘဲနဲ့ရှင်သန်မှုကတမယူကြတိတ်ပံရဲ့ကဏ္ဍတွေကိုစိန်ခေါ်နေပြီးဈေးပညာလောကအတွက်အပြေရှားမရသေးတဲ့ဂျီမာရီလေးဝက်ချက်ကြီးတစ်ခုအဖြစ်နဲ့လဲဆက်လက်တည်ရှိနေအောင်မှာလည်းဖြစ်ပါလိမ့်။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးရောပါ။ဂျိုင်းနေတတ်တယ်ဆိုရင် channel လေးကို like and subscribe နဲ့ page ကိုလည်း follow ခဲ့ပါဦး။ကျေးဇူးတင်ပါတယ်ခင်ဗျာ။